မိဘတွေနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့အခါမှာသူတို့လက်ခံလာအောင်တာသမီတွေအနေနဲ့အကောင်းဆုံးချင့်ကပ်နေရဘာဖြစ်မလဲဆိုတော့မိဘနဲ့တာသမီဟာဆိုရင်အသက်အရွယ်ပြီးလို့ရှိရင်အတွေ့အကြုံအခက်ကာလမတူ क्वे ပြားကြတဲ့အတွက်အမြင်သဘောထားတွေလည်းမတူပါဘူးဆိုတော့အများဟန် क्वे နေလေးရှိပါတယ်ဒါကအဆမ်းမဟုတ်ဘူးပေါ့နော်ဒါကသဘာဝပါပဲလူတူတယောက်ချင်းစီမှာဆိုရင်လည်းဟိုမတူတဲ့ကိုချင်းစီရဲ့လက္ခဏာတွေတန်မိုးထားမှုယုံကြည်မှုတွေကရှိနိုင် ်ပါတယ်။အဲကိုနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့အခါမှာစိတ်ရှုပ်ထွေးပြီးတော့စိတ်ပင်ပန်းမှုတွေဖြစ်စေတတ်ပါတယ်။ဒါကပုံမှန်ပါပဲပေါ့နော်။ပုံမှန်ပဲဒါကသဘာဝပဲ။ဒါပေမဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို အရင်လက်ခံခိုင်းဖို့မကြိုးစားခင်မှာသူ့ရဲ့သဘောထားကဘာလဲ။ဘာတွေကမတိုက်ဆိုင်တာမျိုး မတူညီစေတာမျိုးလဲဆိုတာကိုနှစ်ဦးနှစ်ဖက်ကြားမှာအထူးသဖြင့်တော့မိဘနဲ့သားသမီးကြားမှာကွာခြားချက်၊ကွာဟချက်တွေကိုနားလည်အောင်စူးစမ်းကြည့်ပေးဖို့လို ိုပါတယ်တခါတလေမှာလူကြီးတွေရဲ့စိုးရိမ်ပူပန်မှုကအကြောက်တရားတွေကနေ လာနိုင်တာဖြစ်ပြီးတော့တကယ်လက်တွေ့နဲ့အလန်းကင်းကွာနေတတ်တယ်လို့မျိုးရှိပါတယ် ိုကဒီလိုမျိုးတိနားလဲပြီမဲ့သူတို့အနေနဲ့ကတော့ကိုကိုလိုပေါ့နော်ကိုလိုမျိုးနားလဲလက်ခံမြင်နိုင်တဲ့ကိုနဲ့တူတဲ့ရှုထောင့်မျိုးမရှိနေနိုင်ပါဘူးဒါကလည်းတကယ်တော့သူတို့ကြီးပြင်းလာတဲ့သူတို့ဖြတ်တန်းလာတဲ့ဖြတ်တန်းမှု အတွေ့အကြုံတွေကြောင့်လည်းသက်ဆိုင်နိုင်ပါတယ်ဒီလိုမျိုးစိုးရင်အကြောက်တရားတွေကိုရှော့ချပြီးတော့ ကိုယ့်ရဲ့သဘောထားကို နားလည်လက်ခံလာဖို့အတွက်သူတို့တွေကိုအရင်ဆုံးကျမတို့ဟိုလမ်းဖွင့်ပေးဖို့လိုပါတယ်။နားထောင်ပေးဖို့လိုတယ်။သူတို့ကိုပြန်တုံ့ပြန်တာမျိုးပြန်ခံပြောတာမျိုးပေါ့နော်အထူးသဖြင့်မိဘကိုတာသမီးကခံပြောတာမျိုးဇောရကတက်နေတာမျိုးတွေချက် တို့ရဲ့ခံစားချက်ကိုနားလည်နိုင်အောင်စူးစမ်းနှထောင်ကြည့်ပေးပါတို့ရဲ့အတွေးအမြင်နဲ့ခံစားချက်တွေကိုအတိမတ်ပြုကြောင်းကျမတို့အနေနဲ့ပြဖို့လိုပါတယ်ကိုယ့်ရဲ့ခံစားချက်ဒီအတွေးအမြင်တွေကိုလည်းနားလည်ပေးနိုင်အောင်ညဉ့်ညဉ့်တတနဲ့ချင်းကပ်ပြောဆိုပါ ညှိနှိုင်းပြောဆိုဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်။စကားပြောဖို့ဒီအခြေအနေပတ်ဝန်းကျင်အချိန်ကာကောင်းဖြစ်ဖို့ကလည်းအရေးကြီးပါတယ်။အအကျိုးနဲ့အကြောင်းကောင်းခြင်းဆိုးခြင်းနောက်ဆက်တွဲတွေကိုလည်းဒီတည်တည်ချာချာရှင်းလင်းအောင်ပြောပြပေးနိုင်ပါတယ်။တခါတလေမှာမိဘတွေနဲ့ဒီအမိဘတွေအနေနဲ့ပေါ့လေသဘောမတူညီမှုဖြစ်တာကသူတို့ရထားတဲ့သတင်းအချက်လက်တွေကြောင့်သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကများနေတာမျိုးဖြစ်နိုင်ပါတယ်။အဲ့တော့ ကိုယ်နဲ့သဘောထားချင်းတူဖို့အတွက်ညှိလို့မရတော့ဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့မိဘတွေယုံကြည်လာအောင်ကိုတွေကအလုံးနဲ့တက်တည်ပြနိုင်ဖို့ကလည်းအရေးကြီးပါတယ်သားသမီးနဲ့မိဘကြားမှာဒီသဘောထားချင်းမတိုက်ဆိုင်ပဲအမြဲစကားများတာမျိုးစိတ်ဆိုးစိတ်ကောက်နေတာမျိုးမကြည်မနှက်ဖြစ်နေတဲ့ငွေချင်းတွေရှိတယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာလေးကိုမျှဝေပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်